ြစ်ပြီးတော့နေဆက်ကုံသွေးမျိုးဖြစ်တဲ့တမူတမူကနေကလေးအင်တိုင်းလန်းဆောင်အဲဒီကနေတဲ့ဆင်းကလေးဝကလေးဝရာကြီးမုံရွာလမ်းပိုင်းထိပါဝင်မှာဖြစ်ပြီးတော့မုံရွာကနေဒီထိုင်းနိုင်ငံတက်ခဲမှာရှိတဲ့မဲဆောက်မြို့တီကိုဆက်သွယ်ထားမဲ့လမ်းကြောင်းကြီးဖြစ်ပါတယ်လေးလန်းသွားပြည်တော်စုလမ်းမကြီးလို့လည်းဆိုရမှာဖြစ်တယ်လို့ဒီသုံးနိုင်ငံချစ်ကြည်လမ်းကြောင်းကြီးလို့လည်းဆိုရမှာဖြစ်ပါတယ်ဒီလမ်းကြောင်းကြီးကကီလိုမီတာအားဖြင့်1460အကွာဝေးရှိပါတယ် ီလမ်းကြောင်းကြီးကိုစုံမထားနိုင်ရေးအတွက်လည်းအိန္ဒိယကပြန်လည်ဖွင့်လှစ်နိုင်ရေးကိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့ပြောဆိုထားတာလည်းရှိသလိုပြီးခဲ့တဲ့2025ခုနှစ်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်နောက်ပိုင်းအိန္ဒိယဘက်ကလည်းဗီလမ်မီတန်ကြိမ်မက်ထရစ်တန်ပေါင်းများစွာကိုလည်းမြန်မာနိုင်ငံကိုပေးအပ်ခဲ့တာလည်းရှိသလိုအိန္ဒိယနိုင်ငံရဲ့ချင်းွေအိန္ဒိယ Grand နဲ့တိစောက်နေတဲ့ဒီကလေးတမှုလမ်းပိုင်းပေါ်ကအသာ69စင်းကိုလည်းအဆင့်မြင့်တင်မှုတွေဆောင်ရွက်လျက်ရှိပါတယ် တစ်ဖက်ကနိုင်ငံရေးလမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနိုင်ငံကြီးတွေနိုင်ငံကောင်းဆောင်တွေအချင်းချင်းဆက်သွယ်ထားတဲ့မဟာဗျူဟာလမ်းပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ဒီလမ်းတွေကိုတက်မတော်ကဘလို့ပဲဖြစ်ဖြစ်နေပြီးရှင်းလင်းရေးတိုက်ခိုက်သွားမှာဖြစ်ပါတယ်။ဆိုတော့လက်ရှိအခင်းချင်းမှာတော့ကလေးရဲ့မြောက်ပတ်ချံဒေသတွေကိုတက်မတော်ကနေပြီးရှင်းလင်းရေးဆောင်ရွက်နေတယ်။အချမ်းဘက်သမားတွေနှစ်နှစ်ကျော်သုံးနှစ်နီးပါးတိုက်ခိုက်သိမ်းပိုက်ထားတဲ့နေရာတွေကမကြခင်လက်လွတ်ရတော့မှာပဲဖြစ်ပါတယ်။ အခုဒီကလေးကနေခမ်းပတ်မြောက်ရှားမှရှိနေတဲ့မိုင်30ကျော်အကွာအဝေးအတွင်းတမရစစ်ကြောင်းကြီးတွေကရာဇကြိုပတ်ဝန်းကျင်အထိရောက်ရှိနေပြီဖြစ်တဲ့အတွက်မကြခင်ခမ်းပတ်မြို့ကိုရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။တကယ်တော့ဒါကစကလေးမှာအခြေဆိုင်ထားတဲ့တမရစစ်ကြောင်းတွေကပြီးခဲ့တဲ့မေလာတည်းကဒီချင်းပြည်နယ်တီးတိမ်ဖလန်လန်းချောင်းကိုစုမိုးထားနိုင်ရင်လည်းစီရေးဆောင်ရွက်ခဲ့ပြီးတော့စစ်မြို့ထားခဲ့ဖို့ပဲ။အခုလက်ရှိမှာတော့ဩဂတ်လတည်းကစပြီးတော့ကလေးတမူလမ်းမကြီးကိုပြန်လဲဖွင့်လှစ်နိုင်ပြီးအိန္ဒိယအစိုးရနဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ် ဆိုတော့ဒီတစ်ဖက်ကလည်း government to government အစိုးရချင်းညှိနှိုင်းဆောင်ရွက်နေတာတွေရှိတယ်လို့နေပြည်တော်လည်းတမတော်စစ်ကြောင်းတွေကနေပြည်တော်ရှင်းလင်းဆောင်ရွက်နေပြီဖြစ်တဲ့အတွက် NUG ပြည်ပအုပ်စုတွေအနေနဲ့မြောက်ထိန်းချုပ်ခဲ့ပါတယ်ဆိုပြီးတော့ကြွေးကြော်ကုန်စားခဲ့ကြတဲ့ခန့်မှန်မျိုးကလည်းမကြခင်လက်လွတ်ရတော့မှဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတော့2021ခုနှစ်ကနေ2024ခုနှစ်နှစ်ကုန်ပိုင်းလောက်အထိအကြမ်းဖက်သမားတွေကစီးရဲအရှိန်အဟုန်ကောင်းကောင်းနဲ့တိုက်ခိုက်ခဲ့ကြပေမဲ့2025ခုနှစ်နှစ်ဆန်းပိုင်းကစပြီးတော့ တမ်လော်ကပြန်လဲ reform ပြုလုပ်ပြီးတော့လိုအပ်တာတွေပြင်ဆင်ရင်းနဲ့ပဲပြန်လဲတိုက်ခိုက်လာနိုင်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်ပြည်တော်စုလမ်းမကြီးနေဆက်ကွန်ပျူတာလမ်းကြောင်းကြီးကနောင်ချိုကြောင်မဲ့တီဘောကလည်းဖွင့်လှစ်သွားပြီဖြစ်ပါတယ်။ဒီချိန်ထိတမ်လော်စုံမိုးထားတဲ့လမ်းကြောင်းတွေကိုပြန်ကြည့်ရင်ပြင်ဦးလင်ကနေတစဉ်နောင်ချိုကြောင်မဲ့တီဘောဘာရှိုးထိဖွင့်လှစ်သွားပြီဖြစ်ပါတယ်။အဒါအပြင်အခုဒီအာရှလမ်းကြီးကလည်းဖွင့်လှစ်နေပြီဖြစ်တဲ့ အာရှလန်တကြောကိုပြန်လဲကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းတမလို့စစ်ကြောင်းတွေကဂျုံတို့ကော့ဂရိတ်မြောက်ရီလမ်းကြောင်းကိုစုံမထားနိုင်အောင်သာမကဒီလမ်းမကြီးရဲ့တောင်ပိုင်းနဲ့မြောက်ဖက်တွေကိုလည်းဆက်လက်နေပြီးရှင်းလင်းရေးဆောင်ရွက်နေစေဖြစ်ပါတယ်။ဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းကိုပြန်ကြည့်ရင်အိန္ဒိယနိုင်ငံကလည်းအရှိမျော်မူဝါဒအရာ VNN နိုင်ငံအထိဆက်သွယ်ဖို့ကြိုးစားနေတာရှိတယ်။အိန္ဒိယနိုင်ငံကနေဒီတရုတ်နိုင်ငံမူဆယ်လမ်းကြောင်းကိုသွားဖို့လည်းမျှော်လင့်ထားတာရှိတယ်လို့တာချီလေးဘက်ကလည်းသွားဖို့မျှော်လင့်ထားတာရှိပါတယ်။ဒီထဲကနေမှပထမဦးစားပေးအနေနဲ့ကတော့ဒီမိုရီကနေတဆင့် မဲဆောက်ကိုသွားမဲ့လမ်းကြောင်းဖွင့်လှစ်နိုင်ရေးလာမဲ့၃နှစ်အတွင်းအပြီးသက်နိုင်မယ်လို့ပြောဆိုထားတဲ့အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့အတွင်မှမစ္စတာကူမားကအတီလင်းပြောဆိုသွားတာဖြစ်ပါတယ်။ဒီလိုအတီလင်းပြောဆိုသွားတာတွေရဲ့နောက်ဆက်တွဲမှာနှစ်နိုင်ငံဒီကောင်းဆောင်တွေအချင်းချင်းနိုင်ငံရေးစီရင်ညှိနှိုင်းဆောင်ရွက်မှုတွေသဘောတူညီမှုတွေအများကြီးပါဝင်ပတ်သက်နေမယ်ဆိုတာကိုလည်းခံမှန်းလို့ရပြီးဖြစ်ပါတယ်။ ဆိုတော့လက်ရှိအခင်ချင်းကလေးတမှုလမ်းမိုင်းပေါ်မှာရှိနေတဲ့ PDF တွေအနေနဲ့လည်းအိမ်မဆိုးတစ်ခုဖြစ်သွားပြီဖြစ်တယ်လို့ကလေးဝနဲ့မုံရွာလမ်းမိုင်းမှာရှိနေတဲ့ PDF တွေနောက်ပြီးတော့ချင်းတွင်းမြေရဲ့မြစ်ဝမ်းတစ်လျှောက်မှာရှိနေတဲ့ PDF တွေအနေနဲ့လည်းအိမ်မဆိုးတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မြန်မာနိုင်ငံကြီးအခင်ချင်းမှာတက်မတော်ကအကျံဘက်သမားတွေရဲ့အဓိကအရင်းအမြစ်တွေကိုစတင်ပြီးတော့ဖြိုလဲနေပြီဖြစ်တဲ့ပလောင်အကျံဘက်သမားတွေအနေနဲ့လည်းစုပ်ခွာပြီးစစ်ရှုံးနေရတဲ့အခြေအနေတွေရှိတယ်လို့ NUG PDF တွေကိုမွေးထုတ်ပေးလိုက်တဲ့အဓိကလက်သည်တစ်ခုဖြစ်နေတဲ့ KNA ကိုလည်းတမလော်ကစတင်ပြီးတော့စစ်ရေးအရာ PPC စီဆောင်ရွက်လာတာကိုမြင်တွေ့ရပါတယ်။ဆိုတော့လက်ရှိမြန်မာနိုင်ငံကြီးအခင်းအကျင်းမှာအဓိကအကြမ်းဖက်ပင်မလက်နက်ကင်တွေလို့ဆိုရမယ် KNU TNLA နဲ့ဒီ KNA ကိုစတင်ဖြိုခွဲနေပြီဖြစ်ပြီးတော့လက်ရှိရခိုင်လက်နက်ကင်တပုံ AA ရဲ့စီးရေးလှုပ်ရှားမှုတွေကလည်းဆက်လက်ပြီးစောင့်ကြည့်သွားရမယ်အခြေအနေရှိပါတယ်။တမလော်ကဒီမိုးရင်းကာလကိုစစ်မြူထားပြီးတော့မိုးပွင့်သွားတဲ့အခြေအနေ ရခိုင်ပြည်နယ်ဒေသကိုပြန်လဲထိုးစစ်ဆင်မလားဆိုတဲ့အခြေအနေမျိုးကလည်းအများကြီးသက်ဆိုင်နေပြန်ပါတယ်။တို့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုပြန်ကြည့်ရင်တော့စစ်ရေးအရာကောနိုင်ငံရေးအရာကောအတက်ဖက်ကိုရောက်ရှိလာပြီဖြစ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲအလွန်ကာလအစိုးရရဲ့ဆောင်ရွက်ရမယ့်ကိစ္စတွေရေရှည်မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့လည်းဒေသရင်းနိုင်ငံတွေကအများကြီးမျှော်လင့်ထားတာကိုလည်းမြင်တွေ့ရပါတယ်။ဒါကြောင့်မလို့ကမ္ဘာနိုင်ငံအသီးသီးကလည်းမြန်မာနိုင်ငံရဲ့အဓိကကျနေတဲ့ပထဝီအနေအထားအရာအရေးပါမှုကိုအစိုးရကျင်းတာညီနိုင်ဆောင်ရွက်သွားမယ်ဆိုတဲ့ရှုမြင်ပုံနဲ့သုံးသပ်ပုံတွေက န်ယူဂျီပြည်ပအုပ်စုတစ်ခုလုံးကိုလည်းလမ်းဘေးကိုမြောင်းထဲကိုရောက်သွားစေတာဖြစ်တယ်လို့ပြည်ပအုပ်စုမွေးထုတ်ပေးလိုက်တဲ့ PDF အဖွဲ့ပေါင်းများစွာအတွက်လည်းအိမ်မဆိုးတစ်ခုဖြစ်သွားမယ်။အင်းနေဆိုးတွေနဲ့ကြုံတွေ့ရမယ်ဆိုတဲ့အခြေအနေကိုလည်းရောက်ရှိလာတာဖြစ်ပါတယ်။အဲ့တော့လက်ရှိတမတော်ရဲ့စီရေးလှုပ်ရှားမှုတွေကအရှေ့မြောက်ဒေသမြောက်ပိုင်းဒေသတွေတာမကအခုဆိုလို့ရှိရင်ဒီမြန်မာပြည်ရဲ့အနောက်ဘက်ခြမ်းဒေသအနောက်မြောက်ပိုင်းဒေသတွေအထိနေမရှင်းလေးတွေဆောင်ရွက်လာပြီဖြစ်ပါတယ်။ဒါကအခုဒီကလေးတမှုလမ်းပိုင်းဆိုတာကကလေးမျိုးရဲ့မြောက်ဘက်ခြမ်းဒေသတွေကိုနေမရှင်းလေးဆောင်ရွက်နေတာဖြစ်ပြီးတော့ကလေးမျိုးရဲ့တောင်ဘက်ကလေးကံကောလမ်းပိုင်း